လုံးချင်းကဘာအရင်လောက်ရမလဲဆိုတော့ဒီခွေပေါ်မှာထိုးတာမရင်ပြခင်ဇာဝက်ချတာလေးပြောင်းပါမယ်နော်ဇာဝက်ချတယ်ဆိုလို့ဆိုရှင်အဓိကခွေဆိုင်ကအမြဲတမ်းကိုကရှစ်လက်မပါနော်ရှစ်လက်မခွေပဲဆိုအဲ့ခွေထက်ကိုငယ်လို့မရဘူးတကယ်လို့ကို့မှာရှစ်လက်မထက်ပိုကြီးတဲ့ခွေဆိုင်ဆိုရင်တော့ရတယ်ဥပမာရှစ်လက်မခွေ တော့မဟုတ်ကိုလာမအဲ့လိုစိုက်ပြရမှာနော်ဒီထက်ပိုပြီးငယ်တာခုနှစ်လမှချက်လမှအဲ့လိုကိုကြီးလုံးဝလက်မခံဘူးနော်အခွေသေးလေးနဲ့ထိုးပြလို့မရအောင်နောက်တစ်ခုကအခုဟာကပန်းကဖနက်ခုလဲဆိုတော့1 2 3 4 5 6 9 8 9ခုဆိုတော့9မျိုးထိုးပြမှာဖြစ်ပါတယ်ပေါ့နော်ဒီညီမညီမပန်း9မျိုးပေါ့နော်ပန်းဒီဇိုင်း9မျိုးပန်းဒီဇိုင်း9မျိုးမှာတချို့ဟိုဟာလေးဟိုဂျပန်ပြည့်တန်းတန်းတူညီမလေးပေါ့နော်လက်ဆောင်ပိုးပေးထားတဲ့ဟာလေးပေါ့နော်သူကဘယ်လိုလာလဲဆိုတော့ကဒီက ဒီလိုအလေလေးလာရပေါ့နော်အလေလေးတခြားမှာတော့တခြားပြပကတက်တက်လူကြီးဆိုတော့ဝယ်ရလွယ်မယ်ထင်တယ်ဥမာထိုင်းလိုဆာလုံးလိုအမေရိကလိုအဲ့လိုကနေတက်တက်လူတွေလည်းဝယ်ရလွယ်ပါလိမ့်မယ်ဒါလေးဆိုလို့ရှိရင်နော်ဈေးလေးမှာဟိုထိုင်းဖင်ညာမှာရလဲမင်းတော့တခြားလည်းပြောတတ်ဘူးဟိုအယောင်အရင်ဖြစ်တာကြောင့်မလို့အပူပေးပဲဘောပင်အဖြူနဲ့ဆွဲပေါ့နော်အဲ့မှာတခုထပ်ပြောချင်တာကလေအပူပေးပြက်အဲအပူပေးပြက်ဘောပင်ကကြတော့ဘလို့ဖြစ်လဲဆိုတော့အဖြူတွေကလေ တချို့ကကျွန်တော်တချင်မထင်မှုမင်းမထင်ဘူးပါတယ်ပြောကြရှိတယ်။လေးတလက်ဝိုင်းမထင်တာမရှိတယ်။သို့မဟုတ် तू ကဆက်ဆက်ရင်ဆွဲလို့ရှိရင်အဖြူရောင်ကလုံးဝတိတ်မထင်ဘူးတော့တဖြည်းဖြည်းနဲ့ तू ထင်းထင်းထင်းသွားပြီးတော့ဖြူဖြူဆွတ်ဆွတ်ပြောသွားတာပေါ့နော်။အဲ့တော့တခါလဲဆွတာနဲ့တန်းထင်တဲ့ဟာမျိုးတော့မဟုတ်ဘူး။အဲ့အလီတော့ရှိရပါတော့။အဲ့တော့မင်းငယ်ဖြူဟာမင်းဟာဘောပင်အဖြူလေးတော့သုံးပြီးမြန်ဖြတ်လို့ရတာမျိုးပေါ့နော်။အဲ့လိုလေးလုပ်လို့ရတယ်။အဲ့တော့ဖပြီးတော့ပြောနေတာကကျတော့ဒီမှာဟို ိုးတာတော့ဒီမှာတော့ထိုးပြီးသားပေါ့နော်ဒီပုံမှာတော့ထိုးပြမှာတော့မဟုတ်ဘူးဘာကြောင့်လဲဆိုတော့ကိုယ်ကိုယ်ရင်ချမယ်နော်ပြီးတော့လည်းဒါတွေအကုန်လုံးကလေဟိုအပူပေးပြက်ဟွာနေပြီးလို့ရှင် dryer နဲ့မှုတ်တာဖြစ်ဖြစ်သို့မဟုတ်ကိုယ့်ရဲ့ပန်းနေတာညစ်နေဆိုလို့ရှင်ရေရှော်တာဖြင့်ရှော်လိုက်ရင်ဒါတွေအကုန်